မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကားလေးတင်ဆက်ပေးမှာကတော့သုံးနိုင်ငံဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုပလာရရှိခဲ့တဲ့ ISBE အမျိုးသားဘောလုံးအသင်းအားဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်သုံးနိုင်ငံဖိတ်ခေါ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲတွင်ပထမဆုပလာရရှိခဲ့တဲ့ အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအာကစားနှင့်ကာယပညာသိပ္ပံမြန်မာ ISPE အမျိုးသားဘောလုံးအသင်းအားဂုံပြုချင်းမြင့်ခြင်းအခမ်းအနားကိုအောက်တိုဘာ20ရက်နေ့နက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးတောင်မွေမြို့နယ်အာကစားနှင့်ကာယပညာသိပ္ပံရန်ကုန်ရှိပြည်တော်စုခမ်းမမှကျင်းပရာမြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ကီတော်လာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဂျပန်တော်တောင်အာကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးဘူးချုပ်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များမြန်မာနိုင်ငံအာကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများဒုတိယဥက္ကဋ္ဌများအတွင်ရင်မှုများအလှရှင်များဖိတ်ကြားထားတဲ့ဧည့်သည်များနဲ့အုပ်ချုပ်နည်းပြအာကစားသမားများတက်ရောက်ကြပါတယ်။ရှေးဦးစွာပြည်တော်စုဝင်ကြီးကအဖွဲ့အမှားစကားပြောကြပါတယ်။ဆလဘီသုံးနိုင်ငံဖိတ်ကော်ဖလာအမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုပလာရရှိခဲ့တဲ့အာကစားနေလူငယ်ကြီးရာဝင်ကြီးဌာနအာကစားနေကာယပညာသိပ္ပံ မြန်မာ ISB အမျိုးသားဘောလုံးအသင်းကိုပြည်တော်စုဝင်ကြီးကဂုဏ်ပြုချီးမြှင့်ငွေချက်သိမ်းနေရမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်မှငွေချက်သိမ်းတရားနဲ့မြန်မာနိုင်ငံလေလောက်ဖွဲ့ချုပ်ဥက္ကဋ္ဌကငွေချက်၁၀သိန်းတို့အားအတိအပြည့်ချီးမြှင့်ကြပါတယ် အဲ့ဒီနောက်သုံးနိုင်ငံဖိတ်ခေါ်ချက်ကြီးဘောလုံးပြိုင်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အာကစားနှင့်လူငယ်ရေးရာဝင်ကြီးဌာနအာကစားနှင့်ကာယပညာသိပ္ပံမြန်မာ ISPE အမျိုးသားဘောလုံးအသင်းကူစားအာကစားသမားကျော်တီဟဆောကကျေးဇူးတင်စကားပြောကြားပြီးပထမဆုရရှိခဲ့တဲ့စုဖလာအားပြောင်းစုဝင်ကြီးထံပြန်လည်အနှံပေးခဲ့ပြီးစုပေါင်းမှတ်တမ်းတင်တပ်ပုံရိုက်ခုကြောင့်သိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပြပူလာတာပါ ဆက်လက်တင်ဆက်ပေးမှာကတော့တာဂီတာမြို့နယ်ရှိလူငယ်စင်တာတွင်ရှေးဥပြုစုခြင်းအခြေခံသင်တန်းများဆင်ပွဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးကော်မတီရဲ့ဦးဆောင်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီးအားကစားနေလူငယ်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီနဲ့တာဂီတာမြို့နယ်ကြက်ချင်းပြည်အသင်းခွဲတို့ပူးပေါင်းဖွင့်လှစ်တဲ့ရှေးဥပြုစုခြင်းအခြေခံသင်တန်းအမှတ်စဉ်တင်ပြဆောင်2025၊နှစ်မြင်ဆောင်2025၊သုံးမြင်ဆောင်2025၊လေးမြင်ဆောင်2025 9မြင်းဆောင်2025နဲ့6မြင်းဆောင်2025တို့ရဲ့တင်းနှံစစ်မွေးအခမ်းအနားကိုအောက်တိုဘာ20ရက်နေ့နဲ့9နိုင်ကပါကစ္စတန်မြို့နယ်ရှိလူငယ်စင်တာမှာကျင်းပရာရန်ကုန်တိုင်းဒေသကြီးဆိုရဝဲဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့ဒိုင်းဒေသကြီးဝင်းကြီးများမြန်မာနိုင်ငံကျစ်ချင်းဒီအသင်းဥက္ကဋ္ဌပေါမခါဒေါက်တာမြို့ညွန့်နဲ့ကျစ်ချင်းဒီတပ်ဖွဲ့ဝင်များရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌဒေါက်တာတင်တိုင်းနဲ့ကော်မတီဝင်များတက်ရောက်ကြကြောင်းသိရပါသည် ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစုသိန်းကသင်တန်းစစ်အမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံချက်ချင်းဒီအတင်းကြီးအနေဖြင့်ရှေးဦးပြုစုခြင်းအပြင်တဘာဝပေးကြောင့်ထိခိုက်ခံစားရတဲ့အများပြည်သူများကိုလည်း၎င်းတို့ရဲ့လူမှုဘဝမူလအခြေအနေတို့ပြန်လည်ရောက်ရှိလာစေအတွက်ချက်ချင်းဒီရဲ့မူပေါင်းများနဲ့အညီနိုင်ငံတော်ကိုတပတ်တလန်းကနေကုညီအားဖြင့်ဆောင်ရွက်ပေးနေတာလေမြင်တွေ့ရတဲ့အတွက်ဒီနေရာကနေကျေးဇူးတင်ရှိကြောင်း ဒီကနေ့ရရှိလာတဲ့ကျက်စီနီရဲ့အတက်ပညာဟာတန်ဖိုးမဖြတ်နိုင်တဲ့ပညာဖြစ်ပြီးမိမိတို့ရရှိလာတဲ့အတက်ပညာကိုတန်ဖိုးထားစီလိုပါကြောင်းကျက်စီနီရဲ့မူဝါဒတွေကိုပဲကြည့်ကြည့်နိုင်ငံတကာနိုင်ငံရဲ့လူငယ်မူဝါဒတွေကိုပဲကြည့်ကြည့်မူဝါဒတွေဟာလူသားချင်းစာနာထောက်ထားပြီးအေဂျင့်တင်ငိမ့်တဲ့အနာဂတ်များကိုဖော်ညွှန်းရေးဆွဲကအကောင့်ထဲပေါ်စာဝတ်နေတာဖြစ်ကြောင်းဖြင့်ပြောကြားပါတယ်အဲ့ဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ကတင်နန်းတွင်အကောင်းဆုံးဆွေရရှိတဲ့တင်နန်းသားများကိုဂုဏ်ပြုဆုချီးမြှင့်ပါတယ်။ ိုင်နာမှာတော့မြန်မာနိုင်ငံချက်ချင်းဒီအသင်းဥက္ကဋ္ဌပမခဒေါက်တာမြို့ညွန့်ကအမှာစကားပြောကြပြီးတာဝန်ရှိသူများကသင်တန်းတွင်ဆွေးရရှိတဲ့သင်တန်းသားများနဲ့အလှူရှင်များအားဂုဏ်ပြုဆုနဲ့ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးကြပါရစေ။ ဆက်လက်ပြီးတန်နန်းသားချက်ချိန်ဤတပ်ဖွဲ့ဝင်များကအများအတွက်ချက်ချိန်ဤတည်ခြင်းဖြင့်ဂုံပြုဖြောပြပါတယ်တင်နန်းကိုအောက်တိုဘာ5ရက်ကနေ9ရက်ထိဖွင့်လှစ်ခါအခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူများရန်ကုန်တိုင်းဒေသကြီးအာကစားနေလူငယ်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီမှကော်မတီဝင်လူငယ်များတက်ရောက်ကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောက်မြင့်ကပြပလာတာပါ